မင်္ဂလာပါမင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးစကိုင်းငလင်ကြီးချောင်းနေပြည်တော်၌အိမ်တော်စုလိုက်ရှေ့ပြောင်းနေထိုင်ရမှုမန္တလေးနဲ့စကိုင်းတိုင်းထက်ပိုများနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် စကိုင်းကလေးကြီးကြောင့်စစ်ကောင်စီအခြေဆိုင်နေပြည်တော်တည်အိမ်တော်စုလိုက်ရွှေပြောင်းနေထိုင်ရမှုမှာမန္တလေးနဲ့စကိုင်းတိုင်းထက်အဆမတန်ပိုများနေကြောင်းစစ်ကောင်စီ၏ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဧပြီလ14ရက်ကစစ်ကောင်စီဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနောက်ဆုံးအစီရင်ခံစာအရငလင်ဘေးတင်သူများ ရိုင်းရွှေပြောင်းအင်းတောင်စုနှင့်ကဲစိစကန်းဖွင့်ထားမှုစင်းအချက်လက်များအရာနေပြည်တော်၌ပြောင်းရွှေ့နေထိုင်ရသည့်အင်းတောင်စုပေါင်း2000စုခန့်ရှိနေပါသည်။ငလင်းတန်တင်၍နေပြည်တော်၌စစ်ကောင်စီကဲစိစကန်း85ခုတွင်ရိုင်းရွှေပြောင်းနေထိုင်သည့်အင်းတောင်စု2955စုရှိကကိုပိုင်အစီအစဉ်ဖြင့်ရွှေပြောင်းနေထိုင်သည့်အင်းတောင်စု23856စုရှိကြောင်းဖော်ပြပါသည်။ မန္တလေးတိုင်းတွင်ကေဆေးစကန်60နိုင်အိမ်တော်စု2388စုရှိကမိမိစီစဉ်ဖြင့်ရွှေ့ပြောင်းသည့်အိမ်တော်စု 9238ဆုရှိကြောင်းသိရပါတယ်။စကိုင်းတိုင်းမှာကေဇေးစကန်းတို့ရောက်ရှိလာသည့်အိမ်ပေါင်းစု2635ဆုနှင့်အခြားသူရွှေပြောင်းသည့်အိမ်ပေါင်းစု6ခုရှိကြောင်းအဆိုပါစင်းတွင် ဖော်ပြထားပါတယ်။ထို့ပြင် ရှမ်းပြည်နယ်တွင်ကေဇေးစကန်း၄ခု၌အိမ်ပေါင်းစု225ဆုနှင့်မိမိအစီအစဉ်ဖြင့်ရွှေပြောင်းနေထိုင်သည့်အိမ်ပေါင်းစု9525ဆုရှိပါတယ်။ ဝင်တဲ့အရာအကုန်နှိပါကနေမရတော့ဘူးအဲ့ဒါတွေကိုအခုသူတို့စစ်ကောင်စီအမြဲဆုံးပြန်ဆောက်ဖို့ညွှန်ကြားထားတာရှိတယ်ပြီးတော့ဝန်ထမ်းတွေကိုနေပြည်တော်ကနေထွက်မသွားဖို့တတိပေးထားတယ်ဟုနေပြည်တော်ရှိဝန်ထမ်းတဦးနဲ့ဆွေမျိုးတော်ဆက်သူကပြောပါတယ်ငလင်းကြောင့်ထိခိုက်ပျက်စီးမှုတွင်၎င်းတို့အခြေဆိုင်ရာ နေပြည်တော်၏ပျက်စီးမှုအခြေအနေကိုစစ်ကောင်စီကတရင်ထိန်ချုပ်ထားစေဖြစ်ပါသည်။သို့သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏နောက်ဆုံးအစီရင်ခံစာတွင်ဂလင်ချောင်းရုံးဌာနပြည်စီမှု9488ခုရှိကနေအိမ်9680လုံးရှိခဲ့ကြောင်းဖော်ပြထားပါသည်တိစုံမှုအရာနေပြည်တော်၌665ဦး၊စကိုင်းတိုင်းမှာ635ဦး၊မန္တလေးတိုင်းမှာ2263ဦး၊ပဲခူးတိုင်းမှာ44ဦးနဲ့ရှမ်းပြည်နယ်မှာ68ဦးရှိနေတယ်လို့ဖော်ပြထားကြောင်းသိရပါတယ်။ နောက်ထပ်သတင်းတပေါ်အနေနဲ့စကိုင်းငလင်ကြီးကျောင်းမန္တလေးမြို့အဆောက်အုံပြိုကျမှုများတွင်တေဆုံးသူတို့ချို့ထပ်တွေ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကြောင့်မန္တလေးမြို့မှာအဆောက်အုံပြိုကျမှုများတွင်သေဆုံးသူတချို့ထပ်မံတွေ့ရှိကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါရယ်အပိလာ16ရက်ကမန္တလေးမြို့ရှိ Sky Villa Condo အဆောက်အုံပြိုကျမှုတွင် ပိတ်မိနေသူများအားထုတ်ယူနိုင်ရေးရှင်းလင်းရာနေလည်နှစ်နာရီခွဲခန့်တွင်အမျိုးသမီးယောက်လောင်းနှလောင်းထပ်မံတွေ့ရှိကြောင်းအသိပေးပါရယ်ထို့ပြင်မန္တလေးမြို့84လမ်း28လမ်း28လမ်းကြားရှိတမောင်ဝဲမှဦးစီးဌာနအဆောက်အုံပြိုကျမှုတွင်ပိတ်မိကျန်းရှိနေသူများနဲ့ ့အမျိုးသမီးနှစ်ဦး၏ရုပ်အလောင်းကိုလည်းမနက်၁၀နာရီနဲ့၁၀နာရီမိနစ်၄၀ခန်းမှာတွေ့ရှိရတယ်လို့ဆိုပါတယ်။အစပိုင်းတုန်းကတော့ကျွန်တော်တို့ကိုဘာမှမထားဘူး။အခုကပြန်လေထူထောင်ရေးအပိုင်သွားကြပါဆိုလို့မလုပ်ရတော့တာနောက်မှသိရတာကတန်မိုးကြီးဖြစ်စီတွေရှိလို့ပြဿနာဖြစ်မှာဆိုလို့ပြင်ပဗရဟိတတွေမထားတော့တာနဲ့ဒါကတော့လက်ခံစရာမရှိဘူးဟုမန္တလေးမြို့မှာငလင်းပြီးကယ်ဆယ်ကူညီခဲ့သူတို့ကလက်ရှိစစ်ကောင်စီစီမံခန့်ခွဲမှုအခြေအနေပေါ်ပြောကြားပါတယ်။ စကိုင်းငလင်ကြီးကြောင့်ပြိုကျပြင်းစီခဲ့သည့်ဒေသများအနေနေပြည်တော်စကိုင်းနှင့်ရှမ်းတောင် ရှမ်းပြည်တောင်ပိုင်းအင်းလေးတို့တွင်လည်းရှင်းလင်းခဲ့မှုရှိကြောင်းမိသက်ဦးစီးဌာန၏ဖော်ပြချက်အရသိရပါသည်အဆိုပါဖြစ်စဉ်များတွင်တည်ဆုံသူရှိမရှိကိုမူဖော်ပြမထားပြီးစကိုင်းငလင်ကြီးနှင့်ဆက်ဆံ၍စစ်ကောင်စီ၏နောက်ဆုံးထုတ်ပြန်ချက်တွင် AB 14ရက်အစိုးရခန်းစာအရတည်ဆုံသူ3655ဦးပျောက်ဆုံး129ဦးနှင့်ဒဏ်ရာရရှိသူ4824ဦးရှိ ကြောင်းဖော်ပြထားချက်အရသိရှိရပါတယ်။နောက်ထပ်သတင်းတပေါ်အနေနဲ့ CRPH က NUG ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်မြောက်သို့သုံးလွှာပေးပို့တဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ ပြည်အောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH က AB 16ရက်မှာကြာရောက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်မြောက်နေ့သို့တုံ့ဝန်လွှာပေးပို့ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ် CRPH ကပေးပို့တဲ့တုံ့ဝန်လွှာမှာအချက်၅ချက်ပါရှိပါတယ် NUG ဟာဆရာနာရှင်စနစ်စိုးအဆုံးသတ်ပြီးပြည်သူ့ဆန္ဒနဲ့အညီတည်ထောင်တဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်နိုင်ရေးနဲ့ ပြည်သူအာဏာပြည်သူထံပြန်လည်အနှင်းနိုင်ရေးအတွက်တိုင်းရင်းသားပြည်သူများဒေါ်လာယီအင်အားစုအလုံးတို့နဲ့အတူလက်တွဲကြိုးပမ်းနေတဲ့အပြင်ဒေါ်လာယီကာလာပြည်သူအစိုးရတရက်အနေနဲ့ပြည်ရင်းပြည်ပကဏ္ဍအဆုံးမှာ၄နှစ်တာကာလအတွင်းကြိုးပမ်းဆောင်ရွက်နေမှုများအတွက် CRPH ကဂုဏ်ယူဝမ်းမြောက်ကြောင်းဖော်ပြထားပါတယ်။ ဒေါ်လာ၏အင်အားစုများစုမိုးထိန်ချုပ်ထားတဲ့နေမြများမှာပြည်သူအုပ်ချုပ်ရေးဆိုင်ရာရန်နေရာများထူထောင်ကပြည်သူများအတွက်အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းနဲ့တရားဥပဒေစိုးမိုး၏လုပ်ငန်းစဉ်များကိုအကောင့်ထဲပေါ်ဆောင်နိုင်ရေးညှိနှိုင်းပေါင်းဆက်ကျူးပန်းလျက်ရှိခြင်းနိုင်ငံတကာပါပါဠိများနိုင်ငံတကာပါလီမန်များကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝန်ရဲ့ထောက်ခံမှုရရှိစေရေးအတွက် အာတုံခွန်ဆိုင်ကျိုးပန်းဆောင်ရွက်ခြင်းပြည်တွင်ပြည်ပရှိဒေါ်လာယီအင်အားစုများတိုင်းရင်းသားဒေါ်လာယီအဖွဲ့အစည်းများပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF နှင့်အခြားဒီမိုကရေစီကိုလိုလားတဲ့အင်အားစုများအားလုံးနဲ့လည်းခိုင်မာအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုကိုကျိုးပန်းတည်ဆောက်ခြင်း Federal Democracy ပြည်တော်စုတည်ဆောက်ရေးမှာရည်မှန်းချက်တူညီသောအင်အားစုများကြားအချင်းချင်းအပြန်အလှန်နားလည်ယုံကြည်မှုတို့ကိုတည်ဆောက်ကစည်ရေးနိုင်ငံရေးကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်လာစေဖို့ကျိုးပန်း န်းဆောင်ရွက်လျက်ရှိခြင်းစတဲ့ပြည်သူအစိုးရတရရဲ့အာတုံခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်းပြည်သူလူထုကိုစားအသိမဲ့ပြုတယ်လို့လည်းဆိုပါတယ်ဒီအောင်စွန့်လွတ်တော်ကိုစားပြုကော်မတီဟာပြည်သူအတန်းပြည်သူဆန္ဒနဲ့ပြည်သူတို့မျှော်လင့်ချက်ကိုဖော်ဆောင်ပေးနေတဲ့လွှတ်တော်တရဲ့အနေနဲ့ပြည်သူအာဏာပြည်သူထံပြန်လည်အနှင်းနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကိုခိုင်မာစွာဆုတ်ကန်ထားပြီးဒီအောင်ဒီအောင်စွန့်လွတ်တော်အစည်းအဝေးကြီးများကိုတတမအချိန်ထိ ခေါ်ယူကျင်းပခဲ့ရမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လွှတ်တော်နှင့်အစိုးရကြားလိုအပ်တဲ့ပူးပေါင်းချိန်ဆမှုများအစည်းအဝေးခန်းစားတင်ပြခြင်းများနဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့မိကုံများကိုဖြေကြားခြင်းများစတဲ့လေးနှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများကိုလည်းမှတ်တမ်းတင်ထားတယ်လို့ဖော်ပြပါရှိပါတယ်။ အစိုးရနဲ့လွှတ်တော်ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အပြန်အလှန်ထိမ့်ကြီးဆောင်ရွက်မှုများဟာဆရာနာရှင်စနစ်အပိသက်ခြုံငင်းရေးနဲ့ Federal Democracy ဒီနောက်စုတည်ဆောက်ရေးအတွက်အရေးပါတဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ကပြည်သူ့ဆန္ဒကိုအခြေတည်တဲ့နိုင်ငံတော်အသစ်စီတို့အထူးတကားရှောင်းလန်းသွားနိုင်မှာကိုအပြေအဝါယုံကြည်တယ်လို့တုံ့ဝန်လွှာမှတွေ့ရပါတယ်။ NUG အနေနဲ့သက်ဆိုင်ရာကဏ္ဍအသေးသေးမှာတိုင်းရင်းသားပြည်သူမှာတိုင်းရင်းသားပြည်သူများဒေါ်လာရေးအင်အားစုများမဟာမိတ်အင်အားစုများနဲ့လက်တွဲဆောင်ရွက်ပြီးအတင်ကူးပြားရေးကာလအစိုးရတရရဲ့အနာဂတ်လုပ်ငန်းစဉ်များမှာလည်းဘုံဤမှန်ချက်တူညီတဲ့ဒေါ်လာရေးအင်အားစုများအားလုံးရဲ့တပေါင်းတစည်းတဲ့အင်အားနဲ့တိုင်းရင်းသားပြည်သူလူလူနဲ့ Federal Democracy ပြည်ထောင်စုအတွက်ပုံမအားကောင်းခိုင်မာတဲ့အစိုးရတရပေါ်ထွန်းနိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားနိုင်ပါစေကြောင်း CRPH ကတောင်းလွန်မှာဆန္ဒပြုထားကြောင်းသိရပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့တကြံအတန်းတွေစစ်ကောင်စီကကွန်ကရစ်မြို့မြောက်ကမရရွာကိုဝိုင်းကျွဲလျင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုကိုဝန်ဆောင်အမျိုးသမီးမက်နှင်းဦးပွဲချင်းပြီးတိတ်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့မြောက်ကမရရွာကိုဝိုင်းကျွဲလျင်ဖြင့်အကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကိုဝင်ဆောင်အမျိုးသမီးမှတ်နှင်းဦးပွဲချင်းပြီးဒေဆုံးခဲ့ကြောင်းသိရပါရယ် ဧပြီလ16ရက်မွန်လွဲ12နာရီမိနစ်40ခန်းမှာကော့ကရီမြို့မြောက်ကမရရွာကိုအကျန်းဖက်စစ်တပ်ကဝိုင်းတွင်းလျင်ဖြင့်ပုံကျဲခဲ့ပြီးကိုဝင်ဆောင်တအူးဒိတ်ဆုံးကကလေးများအပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ထို့ပြင်မြောက်ကမရရွာမှာနေထိုင်တဲ့ဥဖိုးကျော်ဥပန်းတွင် အသက်9နှစ်ရွယ်တဲပိုလီနဲ့အသက်9နှစ်ရွယ်တဲမြတ်နိုးတို့မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများလေးရင်များဖြင့်ဇက်တိုက်တိုက်ခိုက်နေစေဖြစ်သောကြောင်းပြည်သူများအနေနဲ့စီရီတရေများကိုနားဆွံ့၍ကယူတစိုက်နေထိုင်ပေးကြပါရဲ့မြစ်တာရက်ခံကြောင်းမွန်လိုက်ဘရေးရှင်းအာမီမှတာဝန်ရှိသူတို့အုပ်ကပြောဆိုကြောင်းသိရှိရပါဗျ။